သူတို့ကပြောတာပေါ့ဟို तू မတက်တဲ့လူ तू ကတော့ဟိုဟာလေးနဲ့အမင်းဒီလေးနဲ့ကွင်းပြထားတာပေါ့ဗျာကိုရီဟာကြလားဒီလူတွေဟာလည်းပဲတက်မတော်ထောက်ခံသူဖြစ်အယောင်ဆောင်တဲ့လူတွေအဖြစ်နေ तू ကဖော်ပြလိုက်တာပဲကိုဇော်ဘုံင်းကိုပြောချင်တယ်ဆိုရင်ကိုဇော်ဘုံင်းဓာတ်ပုံဓာတ်ပုံနဲ့ပုံတွေအများကြီးရှိတယ်ကြလားအများကြီးရှိပါလေနဲ့ဒဇင်ဦးတို့ကိုကျော်စိုးဦးတို့နဲ့တွဲရိုက်ထားတဲ့ပုံကိုတင်ထားတယ်ဗျာပြီးကြမှာကိုဇော်ဘုံင်းဟာလေးကိုအုတ်ကလေးနဲ့လုတ်ပြတယ်အော်ဒါဆိုတော့ तू ကတစ်ချက်ခုတ်သုံးချက်ပြတ်ကိုဇော်ဘုံင်းကိုပြောတယ်လို့လို့နဲ့ကြလားကိုကျော်စိုးဦးတို့ဒဇင်ဦးတို့ကိုပါ နင်တို့လည်းပဲဟန်ဆောင်နေပဲတက်ပြီးတော့ထောက်ကန်နေဟန်ဆောင်နေပဲဆိုတော့ဆွတ်ဆွဲတာဒါကသူကအဲ့လိုပြောချင်နေတာဟိုအောင်မင်းစိတ်တက်ကအဲ့လိုပြောချင်လားကျွန်တော်ဒီတော့ပဲဒီဒီတို့မှာအာနာရှိရဆိုတာကိုတက်တေပြရပွဲတာဖြစ်တယ်။ရှင်းတို့လက်ထက်မှာရှိတယ်အာနာကျမတို့လက်ထက်မှာရှိတယ်အာနာကိုအလွဲသုံးစားဖြစ်စေနဲ့အလတ်ဟတ်တက်ဖြစ်စေနဲ့လက်ရှိမှာခင်ဗျားတို့ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေနာစားကဟာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့ကုချုပ်ထားတဲ့အတွက်အဲ့ဒီအခြေအနေကလည်းပြည်သူတွေရွေးချယ်တဲ့ပြည်သူရဲ့အာနာနဲ့လုံပန်းခွင့်ပေးလိုက်တဲ့အစိုးရတဲ့ဖတ်ဖို့အဖို့အတွက်ရွေးကောက်ပွဲကျင်းပရမယ်။ဒါကြောင့်ရွေးကောက်ပွဲဒီပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်သည်။အဲ့ရှင်တို့မျိုးအခုမှ တံပြဈေးကနေပြီးတော့ကလကပြောင်းလာတယ်ကောင်မတေကောင်ပြောတဲ့စကားလုံးမပြောနဲ့နိုင်ငံရေးလူပွားပါပါတယ်ဆိုပြီးတော့ဥက္ကကိုကြီးတို့ပြောစကားတော့ပြည်သူတွေကနားမယောင်တော့ဘူးအဲ့ဒါမျက်နာခဲ့ရင်တော့ဒီပမာပြောနေတဲ့လူတွေကဘလိုမျိုးလာကဲတင်ပေးမှလဲဒီအလौတမားတွေရဲ့ဘဝတွေဘလိုကဲတင်ပေးမှလဲဆိုတာမျိုးစိတ်ဝင်စားနေကျွန်မမေးလိုက်တယ်ကဲကောသနာမင်းကတော့ပြည်ပမှာရှိတဲ့ NGO ကလူတွေတဲဝင်ပြီးကဲဖို့ပြောနေပါပြီမင်းအွန်လိုင်းကတော့မကဲနဲ့ပေါ့နော်မင်းအွန်လိုင်းကတော့ AI ရောမဟုတ်စိမ်းမပုံမှန်တက်နေပေါ့ဥပပါယူတော့ပြုတ်မခံဘူးပေါ့ ကိုဘုံယူနေတယ်ဟုတ်လားဟင်းဟဲ့ဒုက္ခပါပဲအဲယူတော့ယူနဲ့တတ်မှတ်ချက်ပေါ့နော်ယူသူချင်းနဲ့တတ်မှတ်ချက်နဲ့ပတ်သက်လာလို့ရှိရင်ဗုဒ္ဓဟောကြားတဲ့တရားပေါ်မှာအခြေခံပေးစေပုတုဇဏောအမတကောလားနော်ပုတုဇဏရအယူတွေတတိမောက်တော်တို့ယူနေတာကျွန်တော်ပြောပြမြန်မာပြည်မှာတမနာယူနိုင်ငံယူကျုံယူနော်မရတာယူလင်တာယူဟာယူရတဲ့ပုံမျိုးနော်အဲ့တော့ ပုံဖုံးယူတယ်လို့ပြောတဲ့သူတွေအားလုံးပါလေသူတို့ကလည်းပုံဖုံးဆိုလို့ရှိရင်ကျုံယူရင်ယူမယ်ယူရင်ဘောယူမယ်အဖဘောယူတဲ့ဟာရှိပါတယ်နော်အဲ့တော့ပုံဖုံးယူတယ်လို့ပြောတဲ့သူတွေအားလုံးကိုယ်ကိုပြန်ဆန်းစစ်ပါနော်အဲ့တော့ယူတာနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့လူတယောက်ကိုယူတယ်လို့ပြောမယ်ဆိုရင်ကျွန်တော်တို့ကအာတိတိကျကျပါနေပါတယ်စိုက်ခိုင်းထွက်စနေတယောက်အနေနဲ့ပေါ့နော်စိုက်ကောလော်ဂျီနဲ့ပဲကြည့်ကြည့်စိုက်ကောလော်ဂျီက view point ဘက်ကပဲကြည့်ကြည့်အဲ့လိုကြည့်ရတဲ့အတိုင်းတိုင်းရှိတယ်အဲ့တော့သူတို့ဘာကိုယူရလို့ပြောလို့ရှိနေတေးချာတယ်သူတို့လည်းအယူတွေဖြစ်ပါလိမ့်မယ်အားလုံးအယူတွေပဲနော်တခုစစ်ပုတ်ချုပ်တွေကလည်းသူတို့မသေးတိုင်းနဲ့

ဒွန်လ15ရက်နေ့နင်းဝင်နေနေရမနက်ပိုင်းထီနောက်ဆုံးရရှိတဲ့တည်င်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိရှိပေးဖို့ဒီနေရာနဲ့ထမှန်တောင်းဆိုလိုက်ပါရစေ။တရက်တာနေ့စဉ်တည်င်းများကိုတော့မနက်7:00နာရီကမနက်ပိုင်းတည်င်းများနဲ့ည9:00နာရီညပိုင်းတည်င်းများဆိုပြီးနှစ်ကြိမ်တင်ပြပေးသွားဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲကြည့်ရှုအားပေးပေးကြပါအောင်ဗျာ။နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုကျူးစီပေါ့တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်တည်ယူထားဒီမှာဒီနေ့မှဆိုရင်1596ရက်ရှိပြီဖြစ်ပါတယ်။ 1996ရဲ့လုံပြည်သူတွေကနေ့စဉ်နဲ့မျှဝမ်းနဲ့ပူဆွေးမှုနဲ့စိုးရိမ်ကြောင်းကြမှုတွေနဲ့ဖြတ်တန်းနေရဖြစ်တဲ့အတွက်ဒီနေ့ထားအမြဲတမ်းလွတ်မြောက်ဖို့အတွက်တော်လိုင်းမှာမိတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့တော်လိုင်းနဲ့ပတ်သက်တဲ့အရာအားလုံးကိုကူညီထောက်ပံ့ပေးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံတော်ဝန်အေရတာတွင်စစ်ကောင်စီကစစ်ခွေးတွေဆုံးမှုစီးရင်မှာတော့ရန်ကုန်တိုင်းမင်္ဂလာလိုမြို့နယ်မှာတကောင် ဒဂိုင်းနိုင်ရှိဖို့မြို့နယ်မှာ19កောင်18ဦးကိုတော့ရှင်မိကြောင်သိရှိရပြီးမုံမီနယ်တန်ဖြူစီရဲမြို့နယ်မှာ2កောင်ပဲခူးနယ်ရွှေကျင်မြို့နယ်မှာ2កောင်နဲ့ပဲခူးတိုင်းတဲကုမြို့နယ်မှာ2កောင်တီးတီးအေးဆုံးကြောင်သိရှိရပါတယ်။အောင်းဆုံးသတင်းပုတ်အနေနဲ့ကတော့သူစောတီပြည်သူစစ်စစ်တပ်နဲ့ရဲများပောင်ဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုထောက်ခံချက်ဖြင့်နိုင်စင်မဲ့ရင်များစစ်ကောင်စီကပြန်စီးနင်းဝင်ပြူကြောင်းမင်းအောင်နိုင်ငံမိန့်ထူထားပါတယ်။ ။နိုင်စင်မဲ့ရင်ကြီးနေနေတဲ့ပြည်သူများကိုမူစီမံချက်ဖြင့်ဆက်လက်ဖမ်းဆီးရေးယူရမယ်လို့လည်းတက်မှန်မင်းထုတ်ထားပါတယ်။ကျမ်းပတ်စစ်ကောင်စီဟာတန်ငါများကိုလိုင်စင်မဲ့ရင်များကြီးနေဝင်ပြုပြီးနောက်ပြူစောဒီဤသူစီစစ်တပ်ရဲ့ရဲများပါဝင်တနတ်ဆိုင်ရန်ဝန်ထမ်းများလည်းထောက်ခံချက်ဖြင့်လိုင်စင်မဲ့ရင်များစီးကွင်ပြုလိုက်တာဖြစ်ပါတယ်။ဒေါ်နာဒီအနေမှာစတင်ပြီးတနင်္ဂနွေကပြည်သူများကစီးနေနေသောလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်များကိုစစ်ကောင်စီကစီမံချက်ဖြင့်ဖမ်းဆီးခဲ့ကြောင်းသူရတွင်ဇွန်လ၄ရက်နေ့မှာတန်ငါများနဲ့ဘုံကြီးကျောင်းများသုံးပြုသော RLG အမတ်တစိုက်တဲ့နိုင်စင်မဲ့ကားများကိုမြို့နယ်တန်ခါနာရီကဖွဲ့ရထုတ်ကန်ခြင်းဖြင့်မင်းအောင်နိုင်ငံပြန်နေစီးနှင်းဝင်ပြုခဲ့ကြောင်း ဒုနောက်စနေရမှာတော့သူစောဒီဤသူစစ်စစ်တဲ့ရဲများပါဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုသက်ဆိုင်ရာဌာနများနဲ့လူညိုကြီးတောင်ဝင်ရှိသူများထောက်ခံချက်ပြင်းမဲ့ဆိုင်ငယ်နဲ့ကားများပြန်လည်စီးနင်းခွင့်ပြုကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့နောင်ချူမြို့နယ်မှာရှိတဲ့ရွာ၄ရွာ၌တိုက်ပွဲတွေဖြစ်နေလို့တီအန်တွေကထုတ်ပြန်လိုက်ပါတယ်။ညီနောင်သုံးဘက်ကတစ်ဖက်သက်ပြည့်ရက်ဆက်ထမှုကိုစစ်ကောင်စီကအခွင့်ကောင်းယူနေပြီလို့တီအန်တွေကပြောထားပါတယ်။ ွန်လ13ရက်နေ့နေ့လယ်မှာလဲရွှေသွန်းရွာတွင်တိုက်ပွဲတွေစစ်ကောင်စီဘက်ကလက်နက်ကြီး35လုံးဒရုန်းဖြင့်ဘုံးစံလုံးပစ်ကူတိုက်ခတ်ခဲ့တယ်လို့လည်းအတည်ပြုထားပါဗါးလာလူပဲပိနေကုန်းနဲ့ညံတော်ကြီးရွာဘက်ဒီမှာလဲတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး40လုံးဒရုန်းဖြင့်ဘုံး9လုံးပစ်ကူပေးတိုက်ခတ်ခဲ့ကြောင်းလည်းသိရှိရပါဗါးစစ်ကောင်စီကအလင်းမေးကြောင်းပြပြီးပြည်ရဲ့စေရေးကြီးညာထားတော့လဲ။အောင်ချွေမြို့နယ်အတွင်းလေကြောင်းလက်နက်ကြီးဒရုန်းနဲ့တိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်နေပြီးမြေပြင်ထိုးစစ်ဆင်မှုများကိုလည်းပြုလုပ်နေကြောင်းသိရှိရပါဗျ။ကစေခွေးတွေပြောသမျှကိုတော့မယုံပါနဲ့။ယုံတဲ့ကောင်တွေကအမှားပါ။ ပြောတဲ့ကောင်ကြီးအမှားမဟုတ်တဲ့အနေထားတစ်ခုရောက်နေပါပြီ။ဟုတ်တယ်တရင်ပုံအနေနဲ့ကတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့တိုင်းစကားတိုင်းပါပဲ။ရန်ကုန်မြို့မင်္ဂလာတော်မှာလည်းထောက်ကြံလမ်းတော်မှာရှိတဲ့လုံချုံကြီးဘန်ကာတွင်မှထွက်လာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခတ်ရမှာစစ်သားတအုပ်တိစုံကြောင်သိရှိရပါတယ်။ဝေထိန်မိုင်းနှလုံးသုံးပြီးခဲ့ပါတယ်။အလုံးပဲကောင်းကောင်းအောင်မြင်ခဲ့တဲ့ကျန်တလုံးကပေါက်ကွဲရနေသွားခဲ့တယ်။ပကအဆောင်၃ရောက်ပြင်ထွက်လာချိန်မှာခွဲလိုက်တာတအုပ်ထီပြီးလက်ကျသွားရဲ့။နောက်ဆက်တဲ့မြေပြင်ချီနေရတော့ဆက်လက်စုံစမ်းနေတယ်။ရဲဘော်တွေအားလုံးဘေးကင်းစွာနဲ့ပြန်လာနိုင်ပါတယ်ဆိုလို့ရန်ကုန်မှာပြန်ဆုံမယ်ဆိုပြီးတော့ပြေကျော်ထားတဲ့ operation flame ဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။သူပါတိုက်ခိုက်မှုတော့ operation flame OF မှာမြို့ပြပျောက်ကြားရဲဘော်များလှုပ်ဆောင်ခြင်းဖြစ်ပြီး mission ဖော်ဆောင်နေတဲ့ရဲဘော်များအလုံးဘေးကင်းကြောင်းတက်လက်ပြီးတော့လဲလမ်းကုန်တော်လိုင်းမှာမိပြီးအားလုံးနဲ့လူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်ဟုန်းညှိမြင့်နဲ့တိုက်ခိုက်ချေဝန်းတော်မှာဖြစ်တဲ့ပြည်သူများနေဖြင့်အကြမ်းဖက်စစ်တပ်ရဲ့ဘေးနားမှာနေခြင်းအကြမ်းဖက်စစ်တပ်နဲ့စကားပြောခြင်းအဆရှိတဲ့ရဲများကိုပြုလို့ခြင်းမပြုလို့ရန်တမန်တိုက်တွန်းပြောကြည့်လဲကြောင်းသိရှိရပါတယ်။ကြောင့်ရန်ကုန်မှာလည်းပြည်သူတွေအနေနဲ့အထူးပဲပြုပြုနေထိုင်ကြဖို့ဒီနေရာကနေပြီးထပ်မံတည်ပေးလိုက်ပါတယ်။ ။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အစ္စရေးနဲ့အီရန်နှစ်နိုင်ငံကြားမှာဖြစ်ပွားနေတဲ့ပြစ်ခတ်မှုဆိုပေါ်ကြောင့်အစ္စရေးရောမြန်မာစိုက်ပျိုးရေးတင်နန်းသားလူသမားများများစစ်ဘေးကြုံဒုက္ခရောက်နေပြီးနိုင်ငံပြန်ရန်လဲမလွယ်ကူကြောင်းအစ္စရေးရောမြန်မာလူသမားတချို့ကနေထုတ်ပြန်ထားပါတယ်။လုပ်တွေကုန်ရပ်သွားပြီးအစ္စရေးတဲ့နိုင်ငံလုံးနဲ့ရေးပေါ်အခြေအနေကြီးညာထားတဲ့ဒုံးကြီးတွေကတော့ကောင်းငင်မှာမြင်နေရတဲ့အောက်ကဲတန်နေတဲ့ကြားရဲရေးပေါ်ချက်ပြည့်တဲ့နေမှာကြားခဏကြားရတယ်မြန်မာပြည်ပြင်လို့လည်းမရဘူး။ဒေသတွေအားလုံးပိတ်ထားတယ်။လူရှင်ကတော့အိမ်မှာပဲနေဖို့နဲ့ ။ကားနဲ့ရိတ်ခါရေးစေးဝါးတွေစုထားဖို့အရန်စစ်ပြင်းထန်နိုင်တော့ဘုံကိုချင်းတွေတွားဖို့အတီးပေးရတယ်။ကိုနိုင်ငံပြန်လို့ရရင်တော့စစ်ပိကကြုံမှာပဲ။အစ္စရေးမှာလည်းစစ်ပိကမလုပ်ဘူး။ဒီမှာပဲစောင့်ကြည့်ရမှာပဲလို့လေ။အစ္စရေးရောမြန်မာစိုက်ပျိုးရေးတင်နန်းသားတို့ကလည်းပြောထားလို့ရှိပါတယ်။နောက်ထပ်သတင်းပို့အနေနဲ့ကတော့ကချင်ပြည်နယ်ဗန်မော်မျိုးသိန်းစစ်စင်ရေးပေါ်ဆောင်နေတဲ့ကချင်လူလက်ရေးတမတော် PIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာစစ်တပ်ရဲ့ရဟန်းရင်နှစ်စီးကိုထိမှန်အောင်ပြစ်ခတ်ခဲ့ရမှာတော့ပြစ်ခတ်ခဲ့တဲ့တော်လိုင်းရေးပေါ်တွေကိုငှက်သားကြိုက်သူလေးများဖွဲ့ကန်နေပြီးတော့ တက်သိန်း100ဂုံပြုလှွေပို့ခဲ့ KIA စီယုံကျုပ်စီရေးဌာနရဲ့ကျေးဇူးတင်လာမှာဖော်ပြထားပါတယ် KIA စီရေးဌာနဟာမေလ29ရက်နေ့နေသက်ပါစာမငတ်သားကြိုက်သူလေးများအဖွဲ့ကမမစစ်မြေနာမှာစစ်ကောင်စီရဲ့ရဲရင်နှစီကိုပြစ်ချခဲ့တဲ့စစ်သားများအတွက်ပြပုတ်ကူညီခဲ့တဲ့လူငွေတက်သိန်း100ကိုမေလ28ရက်နေ့ကလေးက KIA စစ်တမ်းလာကြုံမှာလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်ခုနကြီးမှာပအဝင်ကူညီမှုပေါ်များစွာကျေးဇူးတင်ရှိကြောင်းနဲ့ဘုံမြူမှတ်တမ်းတင်ဒီအကြောင်းကိုလေ AI စီးဌာနရဲ့ပြည်သူတင်တော်မှာပါရှိကြောင်းသိရှိကြပါဗါးကဲအားလုံးပဲ တခွေးတွေရဲ့လေရင်တွေကိုပြချနေတဲ့သူဘသူကိုဟိုပြည်သူတွေကနေပြီးစူပေါင်းပြီးတော့အမီမှာငတ်သားကြိုက်သူလေးများအဖွဲ့ဆိုပြီးတော့အခုလိုမျိုးလူငွေတွေကိုလည်းပေးအုပ်အုံးမှာဖြစ်တဲ့အတွက်အားလုံးပဲ AMS ဆိုတဲ့ချိန်ရောက်ဝင်နေပူပေါင်းပေါင်းပေးကြဖို့နေရာကနေပြီးတော့တမန်တောင်းပါတယ်ဘုန်းကြီးကောင်ထဲရောက်သွားပြီးရင်တော့မလို့ဘုံမှာပေါင်းနေတဲ့ချင်းကြီးပြဿနာပေါင်းတောင်း6တောင်းဖြစ်နေကြပါပြီ။တို့မှာစီးရင်နိုင်ဖို့မပြောနဲ့။တို့အဖအောက်ကရလို့သမီးအောက်မှာဖိနေခံရင်းနေပဲ။တို့ဘာကိုစိတ်မနိုင်ခဲမနိုင်နဲ့အားပေးနေနေပဲ။နောက်ဆုံးမှာတဲ့ဘုန်းကြီးကောင်တရားဝင်ထုတ်ခံမှာပတ်သက်ပြီးတော့ ပြင်းတဲ့သူမကြည့်နဲ့တော့သူနဲ့ဝမ်းရံပေးမဲ့သူမဝမ်းရံပေးတော့သူဘယ်သူတွေရှိလဲသူရှာကြံနေကြတယ်ဖြစ်ပါတယ်အဲဆိုတော့သူအနေနဲ့သူတို့ကပြောတာပေါ့ဟိုသူမတက်တဲ့လူသူကတော့ဟိုဟာလေးနဲ့အမင်းလေးနဲ့ကွင်းပြထားတာပေါ့ဗျာသူတွေဟာကြလားဒီလူတွေဟာလည်းပဲတက်မတော်ထောက်ခံသူဖြစ်အယောင်ဆောင်တဲ့လူတွေဖြစ်နေသူကဖော်ပြလိုက်တာပဲကိုဇော်ဘုံအင်းကိုပြောကျင်တယ်ဆိုရင်ကိုဇော်ဘုံအင်းတက်ပုံတပုံနဲ့ပုံတွေအများကြီးရှိတယ်ကြလားအများကြီးရှိပါလေနဲ့ တဇင်ဦးတို့ကိုကျော်စိုးဦးတို့နဲ့တွဲရိုက်ထားတဲ့ပုံကိုတင်ထားတယ်ဗျာပြီးကြမှာကိုစော်ဘုံဟင်းဟာလေးကိုအကွက်ကလေးနဲ့လုပ်ပြတယ်အဲ့တော့ဒါဆိုတော့သူကတစ်ချက်ခုတ်သုံးချက်ပြတ်ကိုစော်ဘုံဟင်းကိုပြောတယ်လို့လို့နေကြလားကိုကျော်စိုးဦးတို့တဇင်ဦးတို့ကိုပါနင်းတို့လည်းပဲဟန်ဆောင်နေပဲတက်ပြတော့ထောက်ကန်သူဟန်ဆောင်နေပဲဆိုတော့ဆွတ်ဆွဲတာဒါကသူကအဲ့လိုပြောချင်နေတာကိုအောင်မင်းစိတ်တက်ကအဲ့လိုပြောတယ်လားဟာရုပ်မှာအောင်တန်းကြလွန်အကြီးတယ်လို့အဲ့တော့ဖန်ခိုင်းနေတာကအဖန်ခိုင်းနေတာဟိုကျွန်တော်ကျွန်တော်ကဟိုခင်ဗျားတို့ရဲ့စိတ်စေတနာတွေကိုလေးလာပြီးအားပေးခဲ့တာအခုတော့ချီးတက်တောင်ယွင်သေးတယ်ခင်ဗျားတို့ကတကယ်ယွင်စရာကောင်းတဲ့လူတွေပဲတကယ်အောက်တန်းစားတွေ အောက်တန်းသားတွေအာကျွန်တော်ဘာကြောင့်ပြောရလဲဆိုတော့အချင်းချင်းဇက်တူသားစလုံးကိုကျွန်တော်ဒီစကားတွေပြောတာအဲ့ဒီမှာကိုစောပုံရင်းတွေတူထိုင်းနေတဲ့လူအားလုံးကိုစော်ကားတာမိမလို့မိမရရန်ဖြစ်အောင်ပါရန်ဖြစ်အောင်ပါဒီဒီလူကလည်းမိမလို့မိမရအမြဲရန်ဖြစ်တတ်တဲ့လူရန်ဖြစ်တဲ့ဟိုလောက်ပြမလားဒီပြန်ကြားရေးဝန်ကြီးဌာနကသူတို့ကိုလှုပ်ရှားဖို့ရာအတွက်တဲ့လားဟိုအပေါက်တပေါက်ထွင်ပေးထားတယ်လို့ပဲကျွန်တော်တို့ကတော့မြင်တော့တာပါဗျာကျန်တဲ့တင်းသမားတွေကဘသူမှကောင်းကောင်းထက်ပြောတာလာတာမရှိဒါပေမဲ့ကျန်တဲ့လူတွေကတော့မစော်ကားချင်ပါဘူးကျန်တဲ့ကျွန်တော်လေးစားတဲ့လူတွေလည်းပါပါတယ်တင်းသမားပြောတဲ့တင်းစကားတွေမှာပုံမှန်ပြောနေကြတဲ့ ချို့သောလူတွေတချို့သောလူတွေကတော့လေးစားကြရကောင်းပါလေလေးစားဖို့ရတယ်သူတို့ရေးတဲ့စာတွေတိတ်ကောင်းတယ်အဲဒါတွေရှိတာပေါ့ဗျာဒါပေမဲ့ဒီမှာစိန့်ထက်ဆန်တို့သူတို့ပြောနေတာတွေပေါ့ဗျာအဲသတင်းသမားပြောတဲ့သတင်းကတော့ကျွန်တော်အဲ့ဒီစိန့်ထက်ဆန်တို့ဘာလို့ပါပြီးတယ်ဆိုတာကျွန်တော်ကြည့်ကိုမကြည့်တော့ဘူးကျွန်တော်ကျွန်တော်လည်းအတင်းပြောတာပေါ့ဗျာအခုလည်းပဲအောင်မင်းဆိုသူပေါ့ဗျာဒီမှာအောင်မင်းဆိုသူကကြက်လာအောင်မင်းဆိုသူကရေးထားတဲ့ဟာပေါ့ဗျာသူကဇော်ဘုံအင်းဆိုသူကိုတဲ့အကြပြစ်တိတ်ဖြစ်ရဥပဒေပုံမှာ၃ခ၅ပြင်ထပ်မှန်အမှုဖွင့်ထားဦးဆိုဒါကဒါ DBB ကရေးတဲ့တဲ့ ဒီဘီဘီကရေးတဲ့တဲ့ရင်ကိုသူကဒီဘီဘီအလုပ်လေးရေးလိုက်ရောသူတို့ကပြောတာပေါ့ဗျာမဟန်ကျင်းဦးတို့မိုင်းဝေတို့ကိုတက်တို့ဒေါက်တာတက်မတော်ထောက်ကန်သူဒါအောင်မင်းတို့ဘာညွန်တို့အတူတူပဲပေါ့သူတို့ကအုပ်စုလေးကြီးပေါ့ဗျာတူရတူရစုကြတာတူရတူရစုကြတော့ဒါကိုနိုင်တဲ့ခါတော့ကိုလှုပ်ထားကြပေါ့ဗျာကိုနိုင်တဲ့ခါကိုလှုပ်ထားကြပေါ့အမငါးမင်းဆွေကြီးငါးမင်းဆွေကြီးဖန်ခံရတော့လေသူတို့ကပြောအာပြောကြတယ်သူကငါမင်းစီကြီးဖန်ခံအာဖန်ခံပါဘောပြောကြတာကိုရှင်မျိုးဝင်းတို့ကအာဒီလိုပဲဒီလူတွေကတက်မတော်အကျိုးလိုလားသလိုလိုနဲ့တက်မတော်အကျိုးပြည်စီရပြည်စီကြောင့်တွေးခွဲတဲ့စာတွေရေးတာဖန်ဘောဆိုပြီးသူတို့ပဲပြောခဲ့တာဒီလူတွေပဲပြောခဲ့ကြတာ အဲ့ဒီလူတွေပဲပြောခဲ့ကြတာတကယ်တမ်းတော့ဒီလူတွေကျွန်တော်တို့ငါးမင်းဆွေကြီးလဲဒါသူကလည်းသူဟိုပြောတာလည်းမကြိုက်ဘူးမကြိုက်တာလည်းမကြိုက်ဘူးဒါပေမဲ့ကျွန်တော်လေးသားတဲ့ထဲမှာမပါဘူးဟိုငါးမင်းဆွေလိုလေးသားတဲ့ထဲမှာမပါဘူးဒါပေမဲ့ဒီလိုမျိုးခိုင်းခံရတာတော့ကျွန်တော်မပြောဘူးပေါ့ဗျာဒါပဲဖြစ်ဖြစ်အဲ့ဒါတလို့တကယ်တမ်းတော့ကျွန်တော်တို့လည်းဆွဆွဲတာပဲ RCNG တွေဘာတွေဒီဘက်ကပြောနေတဲ့လူတွေကိုတော့တကယ်ဆွဆွဲတာပဲ။ငါဒီမှာဂုံပြအောင်ဖတ်လိုက်အောင်ပဲဗျာ။တမ်မတော်တောက်ကန်သူတမ်မတော်တချင်းမြတ်နိုးသူအဖြစ်ဟန်ဆောင်ပြီးတမ်မတော်အတွင်းအထက်အောက်သွေးခွဲအောင်လှုပ်ဆောင်နေသည့်ဇော်ဘဝိုင်းဆိုသူကို အဲဒါကဒါကဒီသတင်းသမားဆိုရဲအဲ့ဒါသတင်းသမားဟာအဲ့ဒါသတင်းသမားလားအဲ့ဒါမီဒီယာလားအဲ့ဒါမီဒီယာလားရှက်တက်ကြသမားဗျာစောက်ရှက်လည်းမရှိကြဘူးစောက်ရှက်လည်းမရှိကြဘူးဟဲ့လားစောက်ရှက်လည်းမရှိကြဘူးဒါမျိုးတွေရေးတာကိုဗျာစာရေးတာကိုကတက်မတော်ထောက်ခံသူတက်မတော်မြန်နိုးသူအဖြစ်ဟန်ဆောင်ပြီးတဲ့ဟန်ဆောင်ပြီးတဲ့ကြလားအတက်မတော်ကိုမြန်နိုးသူဖြစ်တာဒါကကျွန်တော်ကိုစော်ဘုံရဲ့တက်မတော်ပေါ်မှာရှက်တက်ဟာကိုကျွန်တော်တို့ဘာတန်တရားမှဖြစ်စရာအကြောင်းမရှိဘူးဘာတန်တရားမှဖြစ်စရာအကြောင်းအဲ့ပြောမှတွေထုတ်ခင်ဗျားတို့သတင်းသမားတွေနာမည်တွေထုတ်ပြီးပြောကြလေ ထုတ်ပြီးပြောကြလေကိုတက်မတော်ကြီးတခုလုံးကိုပုံရိပ်မကြနေခြင်းဘူးဆိုတော့တယောက်ချင်းကိုတယောက်ချင်းကိုကြလာကိုစော်ဘုံဟင်းလို့နာမည်ခေါ်ပြီးပြောရဲလာအကဘလို့ခေါ်မဆိုညှို့မှုတွေဒုညှို့မှုတွေလက်ထောက်ညှို့မှုတွေကိုလည်း65နှစ်ထိလောက်ခွင့်ပေးပါလားဗျာတဲ့နော်ပါကြောင့်လည်းဆိုလို့ရှိရင်ね CDM လောက်တာတွေများတဲ့ခါကြတော့အစ်တကအမြဲစုနေရအဲ့တော့ဌာနတစ်ခုမှာပေါ့ရှေ့မီနောက်မီရေးတွေကလည်းအမြဲတမ်းထားရှိစေခြင်းဒါကတော့ပြည်သူ့ရင်ဖွင့်တာမှာเนาะ65နှစ်လောက်ထိတော့လောက်ခွင့်ပေးပါတဲ့เนาะအဲ့တော့ဦးမြောင်လိုင်းခင်ဗျားကမှအသက်80လေးလောက်သေးတာပဲကျွန်တော်တို့လည်း69နှစ်69နှစ်ထိလောက်ခွင့်ပေးပါဆိုတော့ တောင်းဆိုမှုလေးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကပြည်သူစစ်တွေကိုပြည်သူစစ်ပတ်စပေါ့ဗျာပတ်စတွေကိုခင်ဗျားတို့စုဆောင်းအောင်ပါနော်အာစီနမ်မထွက်ပါဘူးဆိုပြီးစုဆောင်းခဲ့တာရှိနော်ခင်ဗျားတို့မဟုတ်သေးဘူးဗျာအခုတကယ်လည်းရှေ့တန်းမှာပတ်စတွေကြီးပဲတိုက်နေပတ်စကိုပတ်စတွေအရင်ဆုံးမဲစားပွင့်တာကလေခင်ဗျားတို့ဂရိမတီရနော်တကယ်တော့ပို့တော့ရခိုင်တန်းပို့တာပိုက်ထဲလည်းကျွန်တော်သိတယ်နော်အခုဆိုလို့ရှိရင်ရခိုင်ကိုပို့နေတာပတ်စတွေများတယ်နော်အဲ့ဒါလည်းသိနေတယ် ပေါ်ခွေးတက်နေတဲ့အချိန်မှာအဘလက်ထက်မှာပုံကြားကနေပြီးတော့ဘုံကြားကိုရောက်အောင်ဆိုပြီးတော့တိုးကျင်နေတဲ့ကောင်မတွေပြောနေတဲ့စကားတော့ပြည်သူတွေကလက်ခံစရာအကြောင်းမရှိတော့ဘူး။အတိုးချောင်းစီလျော်ပြီးတော့အများသူငါအတွက်ဘ ഹു တူတာရစေရကွန်မန့် YouTube က comment ဆင်ခု TikTok က comment ဆင်ခုကိုရွေးချယ်ပြီးတော့မနေ့ဖြန်မှာကျွန်မပြန်လည်တင်ပေးပါမယ်။ဟုတ်ပြီပထမဆုံးဒီကြောင်ရကိုမဖြစ်မနေပြောဖို့လိုအပ်လာရင်ဘာချော YouTube က comment ဆင်ခု TikTok က comment ဆင်ခုဆိုရင်ငါတို့တကောင်တွေကမှတ်ထားတဲ့ comment ဆင်ခုနင်းကိုဆဲထားလေးတွေလည်းခေါ်ပြီးယူပြီးတော့မှတ်ပြီးပေါ့ပြန်ပြီးတော့စကားပြန်ပေးပါဦး။ အောင်လေစီလုံးတော်တိုင်းသားမဟာမိတ်များအဖွဲ့ဆိုရ UN တွေကခေါင်းဆောင်တယောက်ကပြောဆိုမှုနာဆာကဆိုရအားဒီရွေးကောက်ပွဲဟာတို့ရဲ့ထွက်ပေါက်ဖြစ်တဲ့အတွက်ရွေးကောက်ပွဲဥပဒေကိုလိုအပ်တယ်လို့ပုံဖော်ပြီးအလျှော်တင်လုပ်ပြီးပြုပြင်တောင်းလဲနေတယ်တဲ့ရွေးကောက်ပွဲဥပဒေရွေးကောက်ပွဲစနစ်တွေကိုတို့လိုချင်တဲ့ပုံစံရောက်အောင်အလျှော်တင်လုပ်ပြီးပြုပြင်နေခြင်းဟာတိတ်ခမဲ့တဲ့လုပ်ရဖြစ်တယ်လို့ဆွဆွဲပြောဆိုသွားတယ်ဆိုတော့ပထမဆုံးကျမတို့နံပါတ်၁အနေနဲ့မေးဖို့ထုတ်ရပြီးတော့ပြောရမယ့်ချက်ရွေးကောက်ပွဲရဲ့အနှစ်သာရကဘာလဲ ်ရွေးကောက်ပွဲရဲ့အနှစ်သာရပါလေမိမိတို့ရဲ့ထင်မြင်စားချက်တွေကိုရှေ့ခဲ့လို့ရတယ်ရွေးကောက်ပွဲရဲ့အနှစ်သာရသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသည်ပြည်သူလူထုထံမှရှိသည်ပြည်သူလူထုသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုပိုင်ဆိုင်သောအာဏာရှင်များဖြစ်ကြသည်음ကြီးကြီးလျှောက်ပြောပြီးလို့ရွေးကောက်ပွဲနဲ့ရှုံတော့ပြန်ပြီးအာဏာသိမ်းမှာပဲအဲ့ဒီဒိဗေအဲ့ဒီအဒိဗေဖွင့်ဆိုချက်အတွက်တရားဝင်တက်တဲ့အဖြစ်ပြနိုင်နဲ့ပြရအောင်ဆက်ပြောပါမယ် နိုင်ငံတော်အာဏာဟာပြည်သူလက်ထဲမှာရှိတယ်ပြည်သူတွေဟာအာဏာရှင်ဖြစ်တယ်ဆိုတဲ့စကားရဲ့အတွက် တက်တည်ပြစရာတခုလည်းတော့ဖောက်ပါဒါကြောင့်မို့ကျွန်တော်တို့ပြည်သူတွေကမိမိတို့တင်မြှောက်လိုက်တဲ့အစိုးရတည်းရွေးချယ်လိုက်တဲ့အစိုးရတည်းကနေပြီးတော့မှနော်လွှတ်တော်တွေထွက်ပေါ်လာတဲ့အစိုးရတွေထွက်ပေါ်လာတဲ့နိုင်ငံတော်ရဲ့အာဏာကိုကျင့်သုံးပြီးတော့အစိုးရတည်းအဖြစ်မောင်းနှင်ကြတယ်ဒါကြောင့်မို့ပြည်သူလူထုမှာအာဏာရှိတယ်ဆိုတာတက်တည်ပြတဲ့ပွဲတာဖြစ်ပါတယ်ပြည်သူတွေဟာလက်ထဲမှာရွေးချယ်နိုင်တဲ့အာဏာရှိတယ်ပြည်သူလူထုရဲ့အာဏာဟာပြည်သူထံမှဆင့်တက်ပြီးတော့နိုင်ငံတော်ဝန်လုံးမှာတည်တယ်ဆိုတာကိုတက်တည်ပြတဲ့ပွဲပဲဒါကြောင့်မို့လို့ဟုတ်မှကျွန်တော်တို့ပြည်မျိုးမှာ ်အာကြည့်ပါရေးပြည်မျိုးမှာရှိတဲ့စီးပွားရေးတိုးတက်ရေးစသဖြင့်မိမိပြည်မျိုးမှာရှိတဲ့ပြည်သူလူထုရဲ့အရေးခင်အတွက်ကျမတို့ဆွေးနွေးဆုံးဖြတ်တဲ့အခါမှာတက်အိမ်တယောက်အစီဝေးဖိတ်ခေါ်ပြီးတော့ကျမတို့အစီဝေးကျင်းပလို့ရတယ်သို့တော့ပြည်ခရိုင်ဖြစ်သွားပြီဆိုရင်ပြည်ခရိုင်အစိမ်းမှာစီးပွားရေးလုပ်မယ်ဆိုတော့ ILO ဆိုတဲ့ဖွဲ့စည်းတစ်ခုကိုနိုင်ငံရေးအရာ သုံးချခဲ့တာလို့ကျမတို့ကမြင်တယ်။ပြည်ပြည်ချာချာပြောရတာက2015 20ခုနှစ်ဟလာအရသာစစ်စစ်အစိုးရလက်ထက်မှာတော့အလုတ်သမားတွေအများကြီးမျက်နာခဲ့တယ်အလုတ်ရှင်တွေအများကြီးမျက်နာခဲ့တယ်။ဒီပမာပြောနေတဲ့လူတွေကဘလိုမျိုးဓာခဲတင်ပေးမှာလဲဒီအလုတ်သမားတွေရဲ့ဘဝတွေဘလိုခဲတင်ပေးမှာလဲဆိုတာမျိုးစိတ်ဝင်တစားနဲ့ကျမမေးလိုက်တဲ့ article 33ကဲအရောလို့ဒီတိုင်းတော်ဆန္ဒမင်းဖြစ်ပါတယ်။သူကဗာမင်းအောင်လိုင်းလက်ထက်မှာတော့ဗာဒီုံများမျောလင်းတောင်းတနေလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမနေထားဘူးပေါ့ဗျာ။ ီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီလိုကိစ္စတွေဟာအာကျမတို့အစိုးရလက်ထက်ဖြစ်တယ်2015လဲ2000ခုနှစ်တုန်းကလဲကျမတို့ကြုံခဲ့တယ်အများပြည်သူကအာရွေးချယ်ထားတဲ့ဟာဒီမိုကရေစီစံတော့အယက်သားဆိုရပေါ့နော်အဲတော့ကဆိုရင်ဆွဆွဲချက်ကဘာလဲဆိုတော့ကျမတို့ဟုတ်လားအတ္တမစီခိုင်းမှုဆိုတဲ့ကိစ္စမျိုးတစ်ခုနဲ့ဆွဆွဲတယ်နောက်တစ်ခုကလွတ်လပ်စွာသင်ပင်ဖွဲ့စည်းမှုမရှိဘူးဆိုတော့ဆွဆွဲချက်အဲ့ဒီနှစ်ခုနဲ့ဆွဆွဲပြီးတော့ကျမတို့ ILO ကိုတင်ခဲ့တယ်တကယ်တမ်းကျတော့ ILO ဆိုတော့ဒီ ပေါ့နော်ဒီအသင်းဖွဲ့ကြီးတစ်ခုကို နိုင်ငံရေးအရာအတုံးချခဲ့တာလို့ကျမတို့ကမြင်တယ်အဲ့ဒီတော့ဒီလိုမျိုးအတုံးချခဲ့တဲ့အတွက်ဘသူတွေမှအော်နင့်လာဆုံးချုံမှုရှိသွားလဲအခုဆိုရင်တော့ဒီတစ်ခေါက် အဆဆွဆွဲတဲ့ကိစ္စတွေမှာတော့ဟလာဒါအရက်သားပြည်သူတွေကိုမထိခိုက်ပါဘူးအစစ်အစိုးရကိုပဲအဓိကထားပြီးတော့အတာကက်ထားပြီးတော့သူတို့လုပ်တာပါလို့ပြောပြီးမြဲခုနကျမပြောမယ်2015နဲ့20တုန်းကဆိုရင်လေအရက်သားဆိုးရလက်ထက်ပဲเนาะဒီကာလမှာသူတို့လုပ်ခဲ့တဲ့ကိစ္စတွေဟာဘသူတွေနစ်နာသွားတယ်ကျမတို့အလုတ်သမားတွေပဲနစ်နာသွားခဲ့တာမဟုတ်ဘူးအလုတ်ရှင်တွေလည်းနစ်နာသွားခဲ့ရဆိုတာကိုကျမကိုယ်တိုင်ဖြေရှင်းခဲ့ရတယ်ဟုတ်လားအလုတ်သမားတွေဘက်မှာ အာဘလို့နစ်နာသွားတယ်လဲဆိုရင်ဟိုအလုတ်သမားတွေကိုဒီ City UN ဆိုတဲ့အဖွဲ့ဒီပြဿနာဖြစ်တိုင်းဖြစ်ဖြစ်တိုင်းမှာဒီဘောနော်တမကအဖွဲ့ချုပ်ဆိုတဲ့ဟာကအနောက်ကနေပါလာတယ်ဒီစက်ယုံကြီးတစ်ခုလုံးမှာအခုလုံးဟိုစက်ယုံကြီးတစ်ခုလုံးကအလုတ်သမား400ရှိ400စလုံးကဆန္ဒပြတာဟုတ် တကယ်တမ်းဆိုရင်နည်းနည်းပါးပါးစပြီးတော့ဖြစ်တယ်ဆိုလို့ချင်းဟိုအစုတစုလောက်ကပဲဆန္ဒပြတာသို့တော်လည်းဒီလိုမျိုးအနောက်ကနေပြီးတော့တမကအခွဲချုပ်ကြီးတွေဟိုဝင်လာပြီးတော့ဟိုငိမ့်များစွာဖြည့်ရှင်းသောနီးနဲ့မဟုတ်ပဲနဲ့အာအလုတ်ရှင်တွေကိုတချို့ဆိုရင်ဘလိုရောင်လောက်လာလဲဆိုတော့ဒီနိုင်ငံသားအလုတ်ရှင်တွေကိုဟိုပြန်ပေးဆွဲတယ်အာပိတ်ဆို့ထားတယ်အာပိတ်ဆို့ထားတာမှာ၃လရက်ပိတ်ဆို့ထားတဲ့အခြေအနေထိတောင်ဒါမျိုးကြုံရတယ် ဒါမျိုးတွေကြုံလာခဲ့တဲ့ခါကျတော့အဲ့အလုပ်ရှင်တွေကအဲဆက်ယုံ၄ယုံဖွင့်မယ်ဆိုပြီးတော့မြန်မာနိုင်ငံကိုဓာခဲ့တယ်။ဒါပေမဲ့ဆက်ယုံ၄ယုံမရဘဲနဲ့ဟိုဟိုတယုံ၂ယုံကနေပြီးတော့တောင်ဇန်လျှောပြီးတော့ဆက်ယုံပိတ်ရတဲ့အခြေအနေတွေကြီးပဲကျမတို့2015နဲ့20ခုနှစ်မှာကြုံခဲ့ရတယ်။အဲ့တော့အလုပ်ဟိုလုပ်ငန်းရှင်တွေကအရန်ကြောက်သွားတယ်။ဘာလို့ကြောက်သွားတာလဲဆိုတော့ဒီလိုအခြေအနေမျိုးကိုအလုပ်သမားဝန်ကြီးဌာနကထိန်းနိုင်လားဆိုတော့တကယ်ထိတိကျကျမထိန်းနိုင်ခဲ့ဘူး။ ဒါကြောင့်မို့လို့ကျမတို့က2015နဲ့2000မှာကျမတို့ကပိတ်သိမ်းသွားတဲ့ဟိုဒီအလုပ်လုပ်ငန်းတွေဟာကိုနှာစင်လိုက်ကျမတို့ကလွတ်တော်မှာအများတိုင်းဆွေးနွေးတာကျမရှိတယ် အဒီလိုကိစ္စမျိုးတွေလည်းရှိတယ်။အဲ့ဆက်ယုံတွေကဘယ်ကိုရောက်သွားလဲဆိုမြန်မာနိုင်ငံကနေပြီးတော့ကမ္ဘောဒီးယားကိုရောက်သွားတယ်။တချို့တွေကအီသီယိုးပီးယားအထိရောက်သွားတဲ့ဆက်ယုံတွေလည်းအများကြီးရှိတယ်။အဲ့တော့ဆက်ယုံတွေမရှိတော့ပါဘူးဆိုမှဟလာအလုံသမားတွေလည်းအလုံပြုတ်သွားတာပေါ့။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျမတို့တိုင်းပြည်မှာရှိနေတဲ့အလုံသမားတွေအများကြီးလည်းမျက်နှာခဲ့ရတယ်။အာဒီအလုံရှင်တွေလည်းမျက်နှာခဲ့ရတယ်။နိုင်ငံတော်အစိုးရဝင်ငွေဆိုတာလည်းအများကြီးကြာစီနေရတယ်။ဒီဂါမက်ဆိုတဲ့အာဒီ sector ဒီကျမတို့က အာနိုင်ငံတော်မှာဝင်ငွေအများဆုံးရှိဟိုတိုင်းပြည်ရဲ့ဝင်ငွေအများဆုံးရတဲ့ကဏ္ဍတစ်ခုတည်းမှာပါဝင်နေ။ဒါကြောင့်မို့လို့ဒီကဏ္ဍကြီးတစ်ခုလုံးကိုဆုံးရှုံးတာပဲဖြစ်တာဖြစ်တဲ့အတွက်အခုလိုမျိုး ILO ကနေပြီးတော့ဆွဲဆွတ်ဆိုးပေါ့နော်ဒီဆွဲချက်တင်လိုက်တဲ့ကိစ္စတွေအားလုံးကလည်းဘလို့ပဲဟလာစစ်အုပ်စုကိုတတ်တက်ထားပါတယ်လို့သူတို့ပြောစကားဖြစ်နေဖြစ်နေ ပေါ့နော်ဟိုကျမတည်တည်ချာချာပြောရတာက2015 20ခုနှစ်ဟလာအရသာစစ်စစ်အစိုးရလက်ထက်မှာတော့အလုတ်သမားတွေအများကြီးညစ်နာခဲ့တဲ့အလုတ်ရှင်တွေအများကြီးညစ်နာခဲ့တယ်ဆိုပြီးအခုလိုမျိုးဟာကတော့အလုတ်သမားတွေမနစ်နာနိုင်ဘူးဆိုတဲ့ဟာကိုဘလိုမျိုးဂတိကဝတ်တွေပေးပြီးတော့အာခင်ဗျားတို့ပြောနိုင်ပါလေလို့ကျမကပြောချင်တယ်ဟလာတကယ်သာညစ်နာခဲ့ရင်တော့ဒီပမာ ောနေတဲ့လူတွေကဘယ်လိုမျိုးလာကယ်တင်ပေးမှလဲဒီအလုတ်သမားတွေရဲ့ဘဝတွေကိုဘယ်လိုကယ်တင်ပေးမှလဲဆိုတာမျိုးစိတ်ဝင်စားနေကျွန်မမေးလိုက်တယ်။ကဲတော်စန္ဒမင်းကတော့ပြီးပေါက်မှာရှိတဲ့ NGO ကလူတွေအဲဝင်ပြီးကယ်ဖို့ပြောနေပါပြီ။မင်းအွန်လိုင်းကတော့မကယ်နဲ့ပေါ့နော်။မင်းအွန်လိုင်းကတော့ AI ရောမဟုတ်စိမ်းကောင်းပုံဝန်တက်နေပေါ့။သူ့ဘဘကြီးတော့ပြုတ်မခံဘူးပေါ့။